ကဲဒီနေ့ thinking room ရဲ့အစီအစဉ်မှာပေါ့နော်လူတော်တွေစတင်ပြီးစဉ်းစားတတ်တဲ့အချိန်ကနေရှိခဲ့တဲ့မိခွန်းတစ်ခုကို ကျွန်တော်တို့ချင်းကဲကြည့်ကြရအောင်အဲ့ဒါကတော့တရေဆိုတာတကယ်ရှိသလားဆိုတဲ့မိခွန်းပဲဖြစ်ပါတယ် Christian Islam Hindu လိုမျိုးဘာသာရေးရှုထောင့်တွေအပြင်သိပ္ပံပညာရဲ့အမြင်နဲ့ပါစွန်းစွန်းလင်းလင်းချင်းကဲတင်ပြပေးထားမှာပဲဖြစ်ပါတယ်ဒါဆိုရင် okay ပထမဦးဆုံး ဗုဒ္ဓဘာသာကဘလို့ရှုမြင်တယ်လဲဆိုတာကနေစတင်လေ့လာကြည့်အောင်ဗုဒ္ဓဘာသာယူဆရဆိုရင်တည်ပြီးတဲ့နောက်ကြံရစ်တဲ့ဝိညာဉ်ဒါမှမဟုတ်တရေလို့ကျွန်တော်တို့ခေါ်ဝေါ်နေကြတဲ့သဘောတရားဟာဘဝတန်တရားရဲ့သဘောတရားတစ်ခု ဖြစ်ပဲရှုမြင်ပါတယ်တရေဆိုတာထက်သူတို့ကပရလောကသားတွေလို့ခေါ်ဆိုရမှာပါအထူးသဖြင့်ပြိတ္တာဘုံဆိုတာရှိပါတယ် ိတ်တာတွေဟာ သူတို့မကောင်းမှုကံကြောင့်ဒါမှမဟုတ်မပြေလည်သေးတဲ့ကိစ္စတွေကြောင့်ငတ်မှုခံပါခြင်းဆင်းရဲဒုက္ခခံစားနေတဲ့တတ္တဝါတွေရဲ့ပုံတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ okay သူတို့ဟာဝิญဉဏ်တက်တက်မဟုတ်ပဲမြင်နိုင်မမြင်နိုင်တဲ့ခန္ဓာကိုယ်နဲ့ရှိနေတယ်လို့ဗုဒ္ဓဘာသာမှာယုံကြည်ကြတာဖြစ်ပါတယ်။ကဲအနောက်တိုင်းဘာသာကြီးကိုလှည့်ကြည့်အောင်ခရစ်တယန်ဘာသာရဲ့အယူဆမှာဆိုရင် လူတွေတေဆုံးပြီးတဲ့နောက်ကောင်းကင်ဘုံဓမ္မမို့ငရဲကိုချက်ချင်းရောက်ရှိကြတယ်လို့ရေပူရဲ့အဖင့်လက်ခံထားပါတယ်။ဒါဆိုတရေဆိုတာဘာလဲ။သူတို့ရဲ့အမြင်ကတရေတွေကတကယ်တော့မာညက်ရဲ့နောင်လိုက်နတ်ဆိုတွေဓမ္မမို့ဆုံရှုံသွားတဲ့ဝိညာဉ်အတုအယောင်တွေလို့ယူဆကြတာများပါတယ်။ခရစ်တယန်စံသမာကျမ်းထဲမှာတေဆုံးသူတွေဟာမြေကြီးပေါ်ကိုပြန်မလာနိုင်ဘူးလို့ဖော်ပြထားပါတယ်။ Okay. အစ္စလမ်ဘာသာဘက်ကိုကြည့်မယ်ဆိုရင်သူတို့ကဂျင်လို့ခေါ်တဲ့မီးတောင်မီးလျံကနေဖြန့်စင်းထားတဲ့တတဝအုပ်စုတစ်ခုကိုယုံကြည်ပါတယ်။ဒီဂျင်တွေဟာလူသားတွေလိုပဲကောင်းတာနဲ့ဆိုးတာနှစ်မျိုးစလုံးလုံးနိုင်ပြီးလူသားတွေရဲ့ဘဝအသေးကိုဝင်ရောက်ဆွတ်ဖန်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်တွေးရတဲ့ထူးဆန်းတဲ့ဖြစ်စီရဲ့များစုကိုဂျင်တွေရဲ့လောက်ရဖြစ်အစ္စလမ်မှာယူဆကြရတာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးဟိန္ဒူဘာသာအယူအဆကိုစမ်းစစ်ကြည့်ရအောင်ဟိန္ဒူဘာသာမှာလည်းဗုဒ္ဓဘာသာလိုပဲကံကံဤအကျိုးနဲ့ဘဝပြောင်းလဲခြင်းဆိုတဲ့ကိုယုံကြည်ပါတယ်သူတို့ရဲ့ယုံကြည်ချက်အရာဝိညာဉ်ဟာခန္ဓာကိုယ်ကနေထွက်ခွာသွားတဲ့အခါချက်ချင်းသောဘဝကိုမရောက်ဘဲအချိန်အတိုင်းတာတစ်ခုအထိကြားထဲမှာရှိနေနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာရှိတဲ့ဝိညာဉ်တွေကိုသူတို့ကဘူတလို့ခေါ်ကြပါတယ် ဒီဘူတာတွေဟာပုံမှန်အားဖြစ်တော့မကျေနပ်ချက်တွေနဲ့ပြင်းထန်တဲ့စိတ်ခံစားချက်တွေနဲ့တည်ဆုံးခဲ့တဲ့လူတွေရဲ့ဝိညာဉ်တွေပဲဖြစ်တယ်လို့ယူဆကြတာပဲဖြစ်ပါတယ်။ကဲအခုသိပ္ပံပညာရှုထောင့်ကနေဒီတရေဆိုတဲ့ကိစ္စကိုဘလို့ချင်းကက်တယ်လဲဆိုတာကြည့်ကြရအောင်။သိပ္ပံပညာရှင်အများစုကတော့တရေတကယ်ရှိတယ်ဆိုတဲ့အယူအဆကိုတိကျတဲ့အထောက်အထားမရှိသေးဘူးဆိုပြီးပယ်ချထားပါတယ်။ဘာကြောင့်လဲဆိုတော့ တရေသိတဲ့ဆိုတဲ့ဖြစ်စီရဲ့အများစုက အမှန်တကယ်တော့တိတ်ပန်နင်းညက် ရှင်းပြလို့ရတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်နေလို့ပါဥပမာအချို့ဖြစ်စီရဲ့တွေဟာ infrasound လို့ခေါ်တဲ့လူနာမထားနိုင်တဲ့အတန်လိုင်းတွေကြောင့်ဒါမှမဟုတ်ကာဗွန်မိုနောက်ဆိုက်အစိတ်သိမ့်မှုကြောင့်ထင်းရောင်ထင်းရောင်မြင်တွေ့ခြင်းတွေ hallucination တွေရဖြစ်နိုင်ပါတယ်နောက်တစ်ခုက okay ဖယ်ရီဒိုလီယာလို့ခေါ်တဲ့မမှန်တဲ့ပုံရိပ်တွေကိုလူယနာမူရဲ့အဖြစ်မြင်အောင်ဥနော့ကဖန်တီးလိုက်တဲ့သဘောတရားကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုရင်တရေဆိုတာစေပိုင်းဆိုင်ရာနဲ့ပဝန်းကျင်ဆိုင်ရာ ဖြစ်စဉ်တွေရဲ့ရလတ်အဖြစ်တဲ့သုံးသပ်ထားပါတယ်။ဏိကုံချူအနေနဲ့ပြောရရင်တရေတကယ်ရှိလားဆိုတဲ့မိကွန်းရဲ့အဖြစ်ဟာတင့်ရဲ့ယုံကြည်ချက်နဲ့တင့်ချင်းကတ်တဲ့ရှုထောင့်ပေါ်မှာပဲမူတည်နေပါတယ်။ ။ဘာသာကတော့ဝိညာဉ်ပုံတွေရှိတယ်လို့အတိအလင်းဆိုထားပေမဲ့သိပံပညာကတော့သက်တည်အထောက်ထမ်းကိုတအခြေခံပြီးအခုချိန်မှာတော့သက်တည်မတွေ့သေးဘူးလို့ဆိုပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်တွေကိုလည်းကွန်မတ်မှမျှဝေခဲ့ကြပါအောင်နော်။နောက်အပတ်မှာဘလို့ကောင်းစဉ်မျိုးနဲ့ဆွေးနွေးစေချင်လဲဆိုတာ